မိုကရေစီပြည်သာရေးဒိုရေးဒိုရေးကျောင်းသားတမလာများလူလက်စွာဖွဲ့စည်းခွင့်ရရှိရေးဒိုရေးဒိုရေးကိုကျောင်းသားတွေညီရလာရေးညီရဟေးညီရဟေးကိုလောင်းတွဲတဲ့ညီရလာရေးညီရဟေးညီရဟေးဒီကနေ့ယူနေမှာတရလိုရဲမှုကိုစစ်ဆေးခဲ့ပြီးလို့တရလိုပြတပ်တွေတွေကိုစတင်စစ်ဆေးတဲ့အခါမှာတော့လဗရန်မျိုးနယ်ရဲစခန်းကနေထင်းရဲအရာရှိရဲအုပ်ရန်နိုင်လင်းကိုစတင်စစ်ဆေးနေပြီဖြစ်ပါတယ် ဆွေချက်တင်မဲ့ကိစ္စနဲ့ကျောင်းသားတွေကိုဝန်းရံလို့အဖမ်းခံထားရတဲ့သူ17ရောက်ကိစ္စကိုရှင်းနေဦးမျိုးမြင့်ကပြောပြပေးမှာပါ။တက်သေးတွေအရန်များတဲ့ဒီအမှုဟာလက်ရှိဆိုရတက်တန်းအတွင်းမပြီးနိုင်လို့နောက်ဆိုရတက်တက်လာရင်တော့ဒီအမှုကဥပဒေနဲ့မညီညွတ်လို့တရားစွဲခံထားရတဲ့သူတွေကိုအထွေထွေလူငင်းချက်နာခွင့်ပေးဖို့တောင်းဆိုသွားမယ်လို့ပြောပါရယ်။ ။တက်တဲ့၄၀နှစ်ယောက်ရှိတယ်။၄၀နှစ်ယောက်ရှိတော့အကုန်လုံးတော့စစ်မှမထင်ဘူး။ဟိုလိုအပ်တဲ့လိုပဲစစ်တယ်။စစ်ပြီးလို့ရှိရင်တော့အမှုကိုဆွဲချက်တင်မယ်။ဆွဲချက်တင်ပြီးတော့မှအဲဆွဲချက်အစ်စ်မှာရင်လွတ်တဲ့လူလည်းဆွဲမယ်။ဟိုအိုလံပစ်တဲ့လူလည်းဟိုဆွဲချက်တင်ခံရတယ်တင်ခံရမယ်။လက်ရှိအနေထားကတော့ဟိုနောက်ဆိုးအပ်တက်တက်လာလို့ရှိရင်တော့ဒီအမှုမှာအမှုတရားလက်ရှိတရားဆွဲနေတဲ့တရားဆွဲခံရတဲ့အမှုဒီဥပဒေနဲ့ညီညွတ်ချင်းမရှိဘူး။ဒါကြောင့်တရားနဲ့ပတ်သက်ပြီးတော့ဒီအမှုကိုအထွေလူချင်းချမ်းသာအခွင့်အမိတရားထုတ်ပေးဖို့တောင်းဆိုဖို့တောင်းဆိုဖို့အဲတောင်းဆိုဖို့ ။ဖောင်ထဲမှာရှိနေတဲ့သူတွေဟာ အပြစ်မှနေပြီးလုံးစရာရှိရာတွေမပြေဆုံးတဲ့တာဝန်တွေကအများကြီးရှိသေးတာမို့ဆက်လုပ်ဖို့ဆန္ဒရှိတယ်လို့ဖြစ်ဖြူအောင်ကပြောပါရယ်။မတရားထိန်းသိမ်းထားတဲ့အပြင် ပုံမှန်တွေတက်ပြီးရုံးတင်တာနိုင်ငံရေးတကြွလှုပ်ရှားသူတွေကိုထပ်မံဖွဲ့စည်းတာတွေရှိတဲ့အတွက်လွှတ်ပေးမယ်လို့ကူးမျှော်လင့်မထားတဲ့အကြောင်းပြောပြပါရယ်။ ဟိုတိတ်ကြတယ်ကျွန်တော်တို့ကိုဘာပဲပြောပြောထောင်ထဲမှာရှိနေတဲ့သူတွေကတော့အပြင်မှာပဲနေကြတာပေါ့နော်ပြင်မှာနေကြရင်ကျွန်တော်တို့လုံးဆရာရှိရဲအလုပ်တွေရှိရဲကျွန်တော်တို့ဟိုဆက်ပြီးတော့မပြီးသေးတဲ့ကျွန်တော်တို့ရဲ့တာဝန်တွေထပ်ဆောင်နေရတယ်အများကြီးရှိသေးတယ်အဲ့တော့ကျွန်တော်တို့အပြင်မှာဟိုကျွန်တော်တို့ရဲ့အလုပ်တွေကိုဆက်ပြီးတော့လုပ်ချင်တာတော့ဒါကျွန်တော်တို့ရဲ့စံတာပေါ့နော်ဒါပေမဲ့လက်ရှိအစိုးရလက်ထဲမှာတော့ကျွန်တော်တို့ကိုအခုလိုဖန်သီးထိမ့်သိမ့်မတရားဖန်သီးထိမ့်သိမ့်ထားတဲ့အပြင်ဟိုအခြားအခြားသောပုံမှန်တွေနဲ့ထပ်ပြီးတော့ဟိုရုံးတင်တာတွေတရားစွဲတာတွေနောက်အခြားသောဒီတက်ကြောက်လှရှားတဲ့သူတွေကိုထပ်မံဖန်သီးတာတွေရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကိုလွတ်ပေးမယ်လို့လို့တော့ကျွန်တော်တို့မျှော်လင့်ထားပါတော့ရှင် ဒီဆိုတာတမကုံငင်ပြန်လွတ်ဖို့ဆိုတော့ညှော်လင်းချက်အနေနဲ့ကျွန်တော်တို့ကထားရှိပါတယ်ဒါလို့အဲ့လိုလွတ်ဖို့လည်းလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်အခုပြီးခဲ့တဲ့ရက်ကလွတ်သွားတဲ့အစိတ်ပန်းကအရန်နေပါတယ်ဒီဆိုတာတမကုံငင်မှာအများဆုံးအားလုံးကိုပြန်လွတ်ပေးဖို့လို့ကျွန်တော်လိုအပ်တယ်လို့မြင်ပါတယ် ဇန်နဝါရီလ22ရက်နေ့ကကင်မရာရဲ့ငင်းချက်မှာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးသမားဥပမြင့်လည်းចောင်းသားយុញញင်းကိုရောက်လာခဲ့ပါတယ်။အမှန်မှန်ဒီကလေးတွေရဲ့ဒုက္ခကိုနော်ကျွန်တော်တို့ဝိုင်းဝန်းပံ့ပိုးပြီးတော့အားပေးနေလို့ဒီကလေးတွေဟောဖြစ်တာအမှန်မှန်ဆိုရင်ဒီလိုယုံကြည်လာနေရတယ်ဆိုတော့ဒုက္ခအဲနဲတဲ့ဒုက္ခမဟုတ်ပါဘူးနော်အခုဒီလိုဖန်တာနှိမ့်ဆက်တာခံရတာဆေးရုံတင်တာလေး ဒါတွေကအနိဋ္ဌာယုံတွေဖြစ်လာတဲ့အတွက်ပြည်သူတွေရဲ့မြင့်တာတွေကအဲ့ဒီကလေးတွေပေါ်ဆူရောက်ပြီးတော့နိုင်ငံအစိုးရပေါ်မှာ အားနည်းတဲ့စိတ်ဓာတ်တွေဖြစ်လာပြီးတော့အခုရွေးကောက်ပွဲမှာပိုးစိုးပက်ဆက်ရှုံးတာမျိုးဖြစ်လာတာဟာတီတန်နေရာတွေကြောင့်လို့ပြောခြင်းပါတယ်နော်